မင်္ဂလာပါဒီနေ့ကတော့တချေရိုအင်နိုအက်ရဲ့2024မှာ GD ဖြစ်ခဲ့တဲ့အင်နိုအက်ကျောင်းသူကျောင်းသားတွေကသူ့ကျွန်တဲ့သူတွေကိုစုပေးမဲ့အခမ်းအနားဖြစ်ပါတယ်ဒီခမ်းအနားမှာဒီသူ့ကျွန်သူအနေနဲ့ပထမဆုံးရပါတာတော့တားမောင်အခမ်းကျော်ပါတော့တားမောင်အခမ်းကျော်ကကြတော့ဒီ GD 2024ဖြစ်ခဲ့သူတွေအားလုံးထဲမှာအမှန်အများဆုံးအကျောင်းသားတစ်ဦးဖြစ်ပါတယ်ဆိုတော့တားမောင်အခမ်းကျော်ကဒီ GD အမှတ်တွေအနေနဲ့ ဒီလေးပါလာလုံးပေါ့နော်ဒီ RLA ကော Maths ကော science ကို social studies ကိုလေးပါးသားလုံးကို credit ထွက်ခဲ့တာဖြစ်ပြီးတော့သင်္ချာနဲ့ social studies ကို perfect ကိုအမှတ်ဉာဏ်ရခဲ့တာဖြစ်ပါတယ်။ဆိုတော့အမှတ်တင်အနေနဲ့ဆိုရင်အာသင်္ချာနဲ့ social studies ကအမှတ်ပြေ100ပြီးတော့ science ကကြတော့194နဲ့ RLA က185ရခဲ့တာဖြစ်ပြီးတော့စုစုပေါင်း989မှတ်ရခဲ့တာလို့ဖြစ်ပါတယ်။ဆိုတော့ဒီလိုထူးချွန်တဲ့အကြောင်းအရာကို share ဒီ inno app က theme map ပြတဲ့အနေနဲ့အာဂုံပြုအာစုကြီးမြင့်မှုအတွက်ဒီနေ့ season လေးကို season လိုက်ရတာလို့ဖြစ်ပါတယ်။ဆိုတော့အာတာမောင်အောင်ခန့်ကျော်ကိုကြီးမြင့်မဲ့စုချင်းငွေရတော့စုချင်းငွေချက်9000ဖြစ်ပါတယ်။ဆိုတော့အခုလိုဒီစုချင်းချင်း ပြီးတဲ့နောက်မှာပေါ့နော်ဒီသားမောင်အန်ခန့်ချန်နဲ့ပတ်သက်ပြီးတော့ဆရာဝန်ဆန်ကလည်းအဆရာဆရာရဲ့ဒီသားနဲ့ပတ်သက်တဲ့အမှတ်တရလေးတွေ lesson plan စကားလေးတွေပြင်ပြပေးပါလားရှင့်အာမင်္ဂလာပါအကန့်ကျော်ဂျိုးငွေအာ၃နှစ်လောက်ကနော်စပြီးတော့တွေ့တော့ဆိုရင်အမြင်နဲ့ တက်ကြွပြီးတော့ active ဖြစ်နေတယ်ဆိုကနေဆရာသတိထားမိတာလို့ပြောရမှာပေါ့ဟို active student နေထဲမှာပါတယ်ပြီးတော့အမြဲတမ်းဟိုစူဇန်လိုစိတ်တီလိုစိတ်တွေအပြင်းနဲ့အမြဲတမ်းဒီတန်နေမှာလဲစာရီမေးတန်နေမှာလဲဒီဆွေးနွေးရတယ်လို့အဲ့တော့အဲ့ဒီနေ့ကရင်ဒါပညာရေးမှာအထူးကြုံမယ်လို့ဆရာတို့ကခံစားမိတယ်ပေါ့နော်ခံမှန်းမိတယ်ခံစားမိတယ် အဲ့ဒီတဖြည်းဖြည်းနဲ့ဆရာတို့ foundation တန်းတွေရပြီးရချိန်ကျတော့ GED တန်းတွေတက်ပြီးရတယ်ရလဲတန်းတွေမှာဆိုတာရဲ့ထူးကျွန်းတဲ့ဘာသာလိုမျိုးပြောရမယ် social studies လိုမျိုးเนาะ social studies လိုမျိုးဘုဒ္ဓတာဟိုဘယ်လိုရမလဲအာအကြောင်းပညာရေးအတန်းပညာရေးပါမဟုတ်ဖ ೇನೆ အထွေထွေဘုဒ္ဓတာလိုမျိုးတွေရောအာအများကြီးစူးစမ်းလေ့လာနေကြတဲ့ဝိုင်းပို့ပြီးတော့တစ်ချိန်ချိန်မှာပို့ပို့ပြီးတော့အောင်မြင်လာဖို့ပို့ပို့ပြီးတော့တိုးတက်လာတဲ့တိုးတက်လာဖို့ပဲရှိမယ်ဆိုတာကိုဆရာတို့ကအာထပ်ပြီးတော့ အာခံစားမိတယ်ပေါ့ဆိုတော့ဒီအခုလိုမျိုးအာသူကျန်စုရတယ်ဆိုတာလေအာ well deserve ပေါ့နော် you deserve it အာတနေ့တနေ့ကြိုးစားပြီးတော့ရတယ်လို့ဆရာတော်ယုံကြည်တယ်ပြီးတော့အာ perfect school နဘာသာနဲ့ဆိုရင်ချိန်ကြတော့လုံးဝဟို wow amazing ဖြစ်သွားတယ်လို့ပြောရမှာပေါ့နော်အာအဲ့ဒီနေ့ဝိုင်း အာဒီတော့ congratulate လုပ်ချင်တယ်ပြီးတဲ့ချိန်ကျတော့ရှေ့ဆက်ပြီးတော့ဟိုလမ်းမပေါ်မရောက်ဖင်းနေပုံမှန်လေးစူးစမ်းသွားဖို့ပေါ့နော်အာဂျန်နေအရာတွေအကုန်လုံးကကိုဘွားတူတက်မှုလောက်အရေးမကြီးဘူးအဲကိုဘွားတူတက်မှုပဲအာရုံစိုက်ဖို့ပေါ့အာပညာရေးပဲဖြစ်ဖြစ်အထွေထွေဘဟုသုတပဲဖြစ်ဖြစ်တခြား life skills တွေလိုမျိုးပဲဖြစ်ဖြစ်အဲ့လိုမျိုးအရာတွေကိုတဖြည်းဖြည်းချင်း ာဆက်ပြီးတော့စူဇန်လေးလာသွားမယ်အာရေချင်းနေပြူထောင်သွားမယ်ဆိုရင်တိတ်မကြခင်၃နှစ်နှစ်အတွင်းမှာဒါပို့ပြီးတော့ဒီထက်ပို့ပြီးထူးချွန်းအောင်မြင်တဲ့ကျောင်းသားတယောက်အာ professional တယောက်ဖြစ်နေလိမ့်မယ်လို့ဆရာကယုံကြည်တယ်အဲ့တော့ဆက်ပြီးတော့ကြိုးစားသွားပါ congratulation again ဟုတ်တယ် understand နေပြီးတော့ဒီအာတာအောင်ခန်းကျော်ကိုမကြားရတဲ့စကားလေးပြောပြရအောင်ပါ ဆိုတော့ဒါအောင်ခံကြောင်းနေပြီးတော့ကျွန်တော်တို့ InnoApp နဲ့ပတ်သက်တဲ့အမတ်တရားလေးတချို့နဲ့ပြီးတော့ဒီ InnoApp ကိုအာ InnoApp မှာဆက်ပြီးတော့ JD နဲ့ကြားချင်တဲ့ဒီ Junior လေးတွေအတွက်ပေါ့နော် Junior တောင်းသားတောင်းသူတွေတို့ကဒါအနေနဲ့အာဘယ်လိုမျိုးလက်ဆင့်ကမ်းစကားလေးပြောချင်လဲဆိုတာလေးပြောပြပေးပါဦးအားလုံးပဲမင်္ဂလာပါခုလိုထူးချွန်စုပေးရတဲ့အတွက် InnoApp အာမိသားစုကိုကျေးဇူးတင်ပါတယ်အာအရင်ဆုံးတပြောပြချင်တာကတော့အခု ါရဲ့အကြောင်းနဲ့ပတ်သက်တဲ့အမှတ်တရလေးပေါ့အဲ့ဒါကတော့အာဒါ foundation program ပြီးတော့ဒီဒါတို့ GD program ကိုစပြီး join တဲ့အချိန်မှာဒီခြေကနေပြီးတော့ဒါတို့အရင်ဆုံးအကိုလိုချင်တဲ့အမှတ်တရကိုရေးဆိုတဲ့နေရာမှာပေါ့အဲ့ဒီနေရာမှာအမ်ဒါရေးခဲ့တာဒါအခုချိန်ဒီမှတ်မိသေးတယ်အဲတင်ချာတပါတာကိုပဲ credit လိုချင်ခဲ့ရကျန်တဲ့ဘာသာတွေကိုအောင်ရင်ပြီးရောဆိုပြီးတော့ပဲခေါင်းထဲမှာတွေးခဲ့ရအာဘာလို့လဲဆိုတော့ဒါရဲ့ အဲ favorite subject က math ဖြစ်နေရတော့ပေါ့အဲ့တော့ဒီချေတောက်ပြောဘူးရာဒါဒါ science နေလဲတော်ပါရေပေါ့ science နေမှာလဲအမှန်အများကြီးရနိုင်နေဆိုပြောချင်းပါအာဟုတ်တယ်ငါတက်နိုင်သလားစူးစမ်းရမယ်ဆိုပြီးတော့စိတ်ဖြစ်မြေပေါ့အဲ့ဒီအမှတ်တရလေးတခုရှိရယ်ပြီးတော့အဲဆရာ wisdom နဲ့ဆိုလို့ရှိရင်ဒါတို့အာအကင်နေกินတာပေါ့ဒါတို့ trip တွေသွားရဲ့ချိန်မှာအာအကင်နေกินတာဒါတာဘွားမှာလို့ အกินတွေပါတယ်အဲ့လိုတစ်ခါမှမกินဘူးအဲ့ဒီအချိန်မှာဆရာနဲ့တူတူกินရတဲ့အချိန်မှာအဲ့လိုမျိုးတကယ်အာ grace experience ကိုကြားခဲ့ရပေါ့အာနောက်နေ့နှစ်သားနေအဲ့လို junior တွေကိုအာပြောချင်တာကတော့အာတကယ်ကိုအာမိသားစုလိုဆက်ဆံပေးတာလိုချင် တကယ်ကိုကောင်းမွန်တဲ့ဒီပညာရေးစနစ်တွေပြီးတော့ခြားနိုင်ငံကိုသွားကြောင်းတက်တဲ့အချိန်မှာအဲ့လိုဘာမှအခက်အခဲမရှိဘူးပေါ့ဥပမာအာဆရာအာ တင် जा ပေးခဲ့တာဟာဆိုရင်စာရေးပြင်မဟုတ်ဘဲနဲ့အခြား knowledge တွေအများကြီးရတဲ့အတွက်အခုနိုင်ငံမှာသွားလို့ရှင် culture shock တွေအများကြီးမရဘဲနဲ့အဲတကယ် convenience ဖြစ်သွားနိုင်တဲ့အတွက်အဆရာပြောပြရတဲ့စကားလုံးတွေကိုတခြားမှတ်သားခဲ့ပေါ့အဲ့လိုမျိုးဆိုလို့ရှင်တကယ်ကိုကောင်းမွန်တဲ့အကြောင်းဖြစ်တယ်အပြီးတော့တန်းနေတဲ့ junior တွေကိုစူတောင်းပေးခြင်းတာကတော့အသားထက်အမှတ်တွေပိုများတဲ့အဲအကြောင်းသားကြီးဖြစ်ပါစီပေါ့အဲ့လိုပြောခြင်းပါတယ် ပါပြီတာကောင်းပေးရစနေတဲ့ဂျူနီယာတွေကပြကြပါစေလို့စတောင်းမဲ့လို့ channel ရုပ်ကြည့်ပါတယ်ဆိုတော့အာအခု channel ရဲ့အာတာနဲ့ရှိခဲ့တဲ့ပညာရေးခီးစဉ်တွေကတော့ဒီမှာပြီးသွားပြီပေါ့နော်အဲချိန်ကနေပြီးတော့လေဒါဒီရှေ့လျှောက်ဆက်ပြီးတော့ဒီ US မှာပေါ်ပြီးပညာတရားဖို့ရှင်းပန်းထားတာတွေရောပညာရေးနဲ့ပတ်သက်တာတွေရောအာတခြားအထွေထွေကိစ္စတွေမှာဆက်စပ်ရအဆင်ပြေပါစေလို့ share စတောင်းပေးပါတယ် Congratulations again my boy ရေးရရှိနေပြရတယ်